ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့အခု real voice ရဲ့မေးမြန်းတွေးဆကမ်းမှာဒီ spring sprouts ရဲ့ writer တူဖြစ်တဲ့ကိုတင်ကျော်အေးနဲ့ကျွန်တော်တို့ဆက်သွယ်မေးမြန်းမှာဖြစ်ပါတယ်အခုဆွေးနွေးမှုကတော့ဒုတိယပိုင်းဖြစ်ပါတယ်ပထမပိုင်းတော့ကျွန်တော်တို့ဆွေးနွေးခဲ့ပြီးပါပြီပထမပိုင်းမှာတော့ခုန spring sprout ကိစ္စလေးတွေ new dollar ရဲ့အဖွဲ့အစည်းကိစ္စတွေဒီ legitimacy ကိစ္စနဲ့ပတ်သက်ပြီး legislative power ကိစ္စတွေနဲ့ပတ်သက်တဲ့လွှတ်တော်ပိုင်းတွေနောက်တစ်ခုကတော့ဒီ executive power နဲ့ပတ်သက်တဲ့ဒီအစိုးရပေါ့ NUG ပေါ်မှာတုံ့သက်တဲ့အမြင်လေးတွေကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီဆိုတော့အခုဒုတိယပိုင်းမှာတော့ခုနဒီ executive ပိုင်းမှာစရမှာပေါ့ကျွန်တော်တို့အဲ NUG တော့ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ပေါ်လာမဲ့ဒီ federal အစိုးရမဟုတ်တဲ့ဒီ unit အစိုးရတွေ local government governance လို့က government နေပေါ့ဆိုတော့ unit အစိုးရနဲ့ဒီ local government အတွဲလေးကိုနည်းနည်းလေးကျွန်တော်တို့ဆက်လိုက်ချင်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီ ASEAN နဲ့ပတ်သက်တဲ့ဒီ ASEAN summit ဆုံးဖြတ်ချက်တွေနဲ့ ASEAN CWI ASEAN CWI နဲ့နောက်ဆက်တွဲလူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဖြစ်နိုင်ခြေဒါလာလေးတွေဆက်ဆွေးနွေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုတင်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ကိုတင်ဒီခုဒုတိယပိုင်းအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ ဟိုဆွေးနွေးမေးမြန်းကြမှာတော့ခုနပထမပိုင်းမှာကိုတင်ပြောခဲ့တဲ့ NUG ပေါ့ NUG ရဲ့ခုနပြောတဲ့ NUG reform မှာအအဓိကအားဖြင့်ကြည်တဲ့နဲ့အပိုင်းနှစ်ပိုင်းပေါ့တရားဝင်မှုပိုင်းနဲ့ service pay အပိုင်းပေါ့ဒီဒီ service delivery ကိစ္စအပိုင်းပေါ်မှာလူတည်ပြီးတော့အစုံပြောသွားပါတယ်ကိုကိုထင်ရတော့အဲဒီဒီ cohesion ဖြစ်ဖို့တာဝန်နေအဲ role model ဖြစ်ဖို့တာဝန်နေ ethical leadership အဖြစ်ဖို့တာဝန်တွေတော်လှန်ရေးကိုထောက်ပံ့ပြုဖို့တာဝန်တွေရှိတယ်ပေါ့နော်တော်တော်လေးကောင်းပါတယ်အခုဆက်လက်ပြီးတော့ပေါ့ကျွန်တော်တို့ကဒီအခုလည်းစူးစမ်းနေကြတာတွေ့ရတယ်ကျွန်တော်တို့ဗာလဲဆိုတော့သခိုင်းမှာဆိုရင်လည်းသခိုင်းဂျာကလာဆိုရပေါ့နော်ဒါတော့သခိုင်းဒီဒီမန္တလေးမှာလည်းတွေ့တယ်အမန္တလေးမှာလည်းခုနပြောတဲ့ဒီအုပ်ချုပ်ရေးကောင်စီတွေဆိုတော့အမျိုးမျိုးပေါ့ခေါ်ခေါ်တွေရတော့တချို့ကအုပ်ချုပ်ရေးကောင်စီခေါ်တယ်တချို့ကလည်းဂျာကလာအဆိုရလို့ခေါ်တယ် အချို့ကလည်းဂျာကာလာအုပ်ချုပ်ရေးကော်မတီပေါ့အစရှိသဖြင့်ခေါ်ကြတဲ့အဖွဲ့တွေရှိပေါ်လာပြီအဲ့တော့ဒီဟာတွေကလည်းအရေးကြီးတယ်ပေါ့ငကူကလည်းကျွန်တော်တို့ကရင်နီတို့ပါလို့ဆိုလည်းအဲဒီ IEC ဆိုပြီးတော့ကရင်နီ IEC ဆိုပြီးတော့ရှိထားတာကြီးလည်းရှိတယ်အခြားအဖွဲ့အစည်းတွေလည်းရှိကြတယ်ပေါ့ဆိုတော့ဒီဒီ unit federal unit တွေပေါ့ federal unit တွေရဲ့အုပ်ချုပ်ရေးကိစ္စတွေရှိတယ်အခုဒီမြေပြန့်လို့ခေါ်တဲ့သခိုင်းမန္တလေးမကွေးမှာလည်းဒီအုပ်ချုပ်ရေး အဖွဲ့အစည်းတွေပေါ်လာပြီပေါ့အဲ့တော့ပေါ်လာပြီဆိုတော့ဒီဖွဲ့အစည်းတွေပေါ်လာတဲ့အပေါ်မှာခုနဝန်ထုပ်ဝန်ပိုးတွေလည်းရော့သွားမယ်လို့တချို့ပညာရှင်တွေကလည်းသုံးသပ်ကြတယ်ပေါ့အန်ယူဂျီရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုရှော့ချနိုင်မယ်အဲ့တော့ပို့ပြီးတော့လည်းလူထုနဲ့နီးကပ်တဲ့အဲဒီဒီ legitimacy လဲရတယ်လို့တစ်ဖက်ကလည်းလူထုဝန်ဆောင်မှုတွေ public service တွေကိုလည်းတကယ်ထိထိရောက်ရောက်ပေးနိုင်မယ်ခုနကကိုထင်းအကြံပြုသူပေးနိုင်မယ်လို့လည်းပြောကြတော့ဆက်ဆက်နေတဲ့အတွက်ကျွန်တော်မေးတာပါအဲ့တော့ဒီ federal unit တွေရဲ့အခန်းကဏ္ဍက အဲဘလောက်ရေးကြီးလဲဘယ်လိုမျိုးတွေဖြစ်တယ်လဲနောက်တစ်ခုက Federal Unit ထဲမှာပါတဲ့ Local Governance ပေါ့နော်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုမြင်လဲဘာတွေလုံးတင်တယ်လဲဆိုတာလေးကိုဆက်လက်ဆွေးနွေးပေးပါဗျာကျေးဇူးပါဟုတ်ကဲ့ဒီ data အဆင့်ကတော့ကျွန်တော် Federal ပြောင်းစုဆိုလို့ရှိရင်တော့ဒီ Federal အဆင့်အစိုးရရှိမယ်ပြီးလို့ရှိရင်တော့ဒီပြည်နယ်အဆင့်အစိုးရရရှိမှာပေါ့နော်အခုကတော့ပြည်နယ် /Federal Unit ပေါ့ပြည်နယ်တို့မဟုတ် Federal Unit လို့လည်းအဲခေါ်ကြတာပေါ့နော်ဆိုတော့အရင်ကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်ပေါ့ဆိုတော့တိုင်းဒေသကြီးနဲ့ပြည်နယ်ဆိုတာကတော့ဒါဆရာနာရှင်တွေကခွင့်ပြီးတော့မှအတိုင်းဒါအတိုင်းဒါပြည်နယ်ပေါ့ဆိုတော့အဲ့လိုမျိုးဆိုတော့ဘယ်လိုဟိုစဉ်းစားခဲ့ကြရတော့မသိဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးရှိခဲ့ကြတာကနေအခုတော့ပြည်နယ်တို့မဟုတ် Federal Unit ပေါ့ပြည်နယ်လို့ခေါ်ကြခေါ် Federal Unit လို့ခေါ်တယ်ပေါ့ Federal ရဲ့နောက်တစ်ဆင့်ပေါ့ Federal နောက်တစ်ဆင့်လို့လည်းပြောရတယ် Federal ရဲ့အာဏာကအဓိကဟိုဖြစ်မဲ့ Federal ကိုတိဆောက်တဲ့ ဒီဆောက်ဖို့ဒီဆောက်ဖက်တွေပေါ့နော်အဲ့လိုပြောမယ်ဆိုရင်ပြောလို့ရတယ်ဆိုတော့ဒီဟာကိုကြတော့ကျွန်တော်တို့အဲနမူနာရှေ့ဆောင်လမ်းပြဖြည့်ခဲ့တာတွေကတော့ကျွန်တော်တို့ဟိုကချင်မှာဆိုရင် KPIC လိုမျိုးအဖွဲ့မျိုးတွေပေါ်ခဲ့တယ်ဒါပြီးလို့ရှင်တော့ဒီအဲအဲ့ဒါဒေါ်လာရင်းဟိုအစောပိုင်းပေါ့နော်2021 February လောက်ကလေးဟာကဒါဒီအဖွဲ့တွေဒီရန်ရီတွေပေါ်လာခဲ့ပြီးတော့မာဒီဒီလိုမျိုးစုဖွဲ့ခဲ့ကြတာတအောင်းမှာဆိုရင် DPCC အခုဆိုလို့ရှင်တော့တအောင်း လမ်းကောင်းစီပေါ့တောင်ပြေကောင်းစီဆိုတာမျိုးအာရှိမယ်ကရင်လေးရှိမယ်အဲကရင်လေးရှိမယ်ပြီးလို့ရှိရင်ချင်းရှိမယ်မွန်ရှိမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုခွဲမှုတွေရှိမယ်အခုကရင်ဆိုလို့ရှိရင်ကော်တူးလေးကော်တူးလေးရှိမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုခွဲမှုတွေရှိလာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ဘာကြောင့်ပြည်နယ်မြင်းဆောင်ဖက်ဒရယ်ယူနစ်ဖြစ်ရတယ်လေပေါ့။ကျင်းနေမြင်းဆောင်ဖက်ဒရယ်ယူနစ်ဖြစ်ရတယ်ဆိုရင်အရင်တော့ရှိခဲ့တဲ့ ိုင်းဒေတာကြီးပြည်နေသူမဟုတ်ပြင်ရအောင်အဲ့မတိုင်ရအောင်တိုင်းသူမဟုတ်ပြည်နေပေါ့အဲ့လိုမျိုးရှိခဲ့တာတွေကိုကျွန်တော်ကဆက်ပြီးတော့ဘယ်လိုဆက်သွားကြမလဲဆိုတော့ဒီအခင်းချင်းနဲ့ပတ်သက်ပြီးတော့အခုချိန်ကြီးကျွန်တော်အဖြေမထွက်နိုင်သေးဘူးလို့ပဲကိုယ်ဝင်လင်းလင်းပြောရမှာပေါ့နော်ဆိုတော့အဖြေမထွက်နိုင်သေးဘူးအရင်တော့ခုနတိုင်းခုနပြည်နေဆိုတော့ကျွန်တော်တို့ဟိုနာမည်ကြီးစကားလိုပဲဗမာတစ်ချက်ရှမ်းတစ်ချက်ဗမာတစ်ချက်ကရင်တစ်ချက်လိုမျိုးပဲဆိုတော့ပြည်နယ်တစ်ခုခုတိုင်းမှာတိုင်းသူတိုင်းတစ်ခုခုရှိနေရမျိုးပေါ့နော်ဆိုတော့ ဟိုကိုစားပြုမှုလို့ကြည့်လို့ရှင်လေဒါပြည်နယ်တွေအားလုံးကိုပြည်ပြည်နယ်အဆင့်တွေအားလုံးကိုစားပြုတယ်ဆိုလို့ရှင်ဒီပမာအများစု နေထိုင်ရာတိုင်းနေပေါ့နော်တိုင်းနေကတဝက်ကျန်တဲ့ဒေတာတွေအကုန်လုံးပေါက်မှာတဝက်ပေါ့နော်အဲ့လိုမျိုးခြေနေမျိုးဖြစ်နေကြတာတိုင်းလူညီများမှုမဖြစ်စေတဲ့အရင်းမြစ်ကြောင်းကန်တွေမှာလည်းတစ်ချက်ပါတယ်အဲ့လိုလည်းမြင်ကြတာရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီတိုင်းနေငွေရှိထားတဲ့ unit တွေနဲ့ပတ်သက်ပြီးဘယ်လိုစဉ်းစားမလဲဆိုတဲ့အဖြေမထွက်ကြရတဲ့အခါတော့ times ပြည်နယ်မြင်းဆောင် federal unit ဆိုပြီးတော့ အဲဆိုပြီးတော့မှပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာတော့ဗာလဲထူကြလဲဆိုလို့ရှင်တော့ပြင်းနေအစ်စ်တွေအတွက်မျောမှန်းချက်ရှိကြတဲ့သူတွေလည်းရှိတယ်တချို့ကြတော့လေကိုယ်ပိုင်အချုပ်ခွင့်ရဒေတာအတွက်မျောမှန်းချက်ရှိကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလဲဟိုဟာမျောမှန်းကြတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တိုင်းနေအခုပေါ်ပြီးတော့မှပေါ်လာတာကကျွန်တော်တိုင်းနေပေါ့နော်အရင်တိုင်းနေဖြစ်ခဲ့တဲ့ဒေတာတွေမှာပို့ပြီးတော့မှ Federal အဲရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေပိုပေါ်လာတယ်။ Federal Unit အနေနဲ့အညီခံပြီးတော့မှ Federal Unit ရဲ့ဒီဈာကလာအုပ်ချုပ်ရေးကိုထူထောင်ဖို့စ조사လာကြတယ်။ Federal Unit ကိုကိုစားပြုတဲ့ဒီစုဖွဲ့မှုတွေလုပ်ဖို့စ조사လာကြတယ်။မန္တလေးမှာမြင်ရတယ်၊စကိုင်းမှာမြင်ရတယ်၊မကွေးမှာမြင်ရတယ်။ဒါမန္တလေးစကိုင်းမကွေးရပဲဒါထင်ရှားလို့ကျွန်တော်တို့ကမြင်ရတယ်။ကျန်တဲ့နေရာတွေမှာဆိုရန်ကုန်မှာဆိုလို့ရှိရင်တိတ်မကြသေးဘူး။ဒါဈာကလာဖွဲ့စည်းပုံအတီးပြုတယ်။ပဲခူးမှာဆိုရင်လည်းဒီအတွက်စ조사မှုတွေရှိတယ်။ AR တွေမှာလည်း တောက်လျှောက်ကြိုးကြိုးပမ်းမှုတွေရှိခဲ့တယ်လို့ဟိုတနင်္သာရီမှာလည်းဒါတနင်္သာရီမှာရှိတဲ့နိုင်ငံအများစုတွေကြိုးပမ်းမှုတွေရှိခဲ့ထင်တာမြင်တာရမ်းမရှိကြလို့ဒါမမြင်ကြလို့ဒါမတွေ့ကြပေမဲ့ပေါ့နော်ဆိုတော့ဒီဟာတွေကဒီဟာတွေကဘာတွေကိုဥတီလဲဒါတွေကဘယ်လိုဖြစ်လဲဆိုလို့ရှင်တော့လက်ရှိကာလမှာတော့ဒီဒီ data တွေနဲ့ပတ်သက်ပြီးတော့စုဖွဲ့ကြတဲ့အခါမှာကျွန်တော်တို့က federal ကိုဥတီတဲ့ federal တည်ဆောက်မှုကိုရှေ့ရှုတဲ့ စုဖွဲ့မှုတွေဖြစ်ဖို့လိုတယ်အဲ့လိုမျိုးစုဖွဲ့မှုတွေဖြစ်ဖို့ဆိုရင်ကျွန်တော်တို့နှစ်ချက်လိုတယ်လို့မြင်တယ်တစ်ချက်ကတော့ဒီ data မှာရှိတဲ့ကြည်သူတွေရဲ့တစ်ချိန်ချင်း favorite ပြောင်းစုတိဆောက်ကြတဲ့အခါမှာအဲ့ data တွေကိုဘယ်လိုပဲတိဆောက်တည်ဖြစ်စေပေါင်းမဲပေါင်းပေါင်းခွဲပဲခွဲခွဲအဲ့ data မှာရှိတဲ့လူလူရဲ့ထောက်ခံမှုလိုတယ်ဒါအတွင်းတရားဝင်မှုပေါ့နော်အပြင်တရားဝင်မှုကလည်း federal တီထောင်ဘက်ဖြစ်တဲ့တခြားအင်အားစုတွေပေါ့နော်တခြားပြည်နယ် unit တွေရဲ့ထောက်ခံမှုလို့လေဒါအပြင်တရားဝင်မှုဒီနှစ်ခုရှိမှပဲ ဒါဒီဟွာတွေက federal လှုပ်ရှားမှုဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့အခုလက်ရှိရှိနေတဲ့ငွေအားစုတွေကြည့်လိုက်ရင်ကျွန်တော်တခုချင်းစီအသေးစိတ်အသေးစိတ်ဟွာညင်းကြရရှိကောင်းရှိပေမဲ့ရေဝီးအားဖြင့်ခြုံကြည့်လို့ရှိရင်အခုလက်ရှိပေါ်လာတဲ့အင်အားစုတွေဒီဒါ federal ရဲ့ဒီ federal စနစ်ကိုစိတ်ဝင်စားတဲ့ federal စနစ်ကိုဒါရှိဆက်သွားရမယ်လမ်းဒီလမ်းပဲလို့ယူဆကြတယ်ယုံကြည်ကြတဲ့သူတွေစုဖွဲ့ကြတာဖြစ်တဲ့အတွက်ကောင်းမွန်တဲ့ခြေလမ်း ဒီကြိုဆိုရမယ့်ခြေလှမ်းလို့မြင်တယ်ဆိုတော့ဒါပေမဲ့ဒီဟာက perfect ဖြစ်ပြီလားဆိုရင်တကယ် federal စနစ်အတွက်ဒီဟာအသေးဖြစ်ပြီလား final ဖြစ်ပြီလားဆိုရင်တော့မဟုတ်သေးဘူးဆိုတော့ဒီအပေါ်မှာအခြေခံပြီးတော့တိစောက်မှုတွေဆက်လုပ်ရအောင်ဒါဒါပေမဲ့လို့ဒီစုဖွဲ့မှုတွေတိစောက်မှုတွေကိုဒီတိုင်းပြတ်ထားတာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ဒီစုဖွဲ့မှုတွေတိစောက်မှုတွေတို့အတွင်းထဲအတွင်းထဲမှာပဲအတွင်းထဲမှာပဲတို့ဒီ federal unit တွင်ထဲမှာရှိတဲ့အင်အားစုတွေကြီးပဲစကားပြောကြတိစောက်ကြတာမျိုးမဟုတ်ဖ ೇನೆ federal unit တွေအချင်းချင်းလဲစကားပြောကြတိဆောက်ကြတာမျိုးလဲလိုအပ်တယ်တခြားသောငကိုကလေးကရှိခဲ့တဲ့ ethnic state တွေပေါ့နော်ဆိုတော့ဒီလူမျိုးကိုချိန်ပြီးတိဆောက်ခဲ့တဲ့ state တွေရဲ့ကဒေါ်လာရဲ့အဖွဲ့အစည်းတွေကလည်းဒီအင်အားစုတွေကို federal federal စနစ်ရဲ့မာမိတ်တွေအနေနဲ့ရှုမြင်ပြီးတော့မှဘလို့ဖြစ်တင်တယ်ဘလို့လမ်းကြောင်းတော့သွားတင်တယ်ဘာဆိုလို့ရှိရင်တော့လက်ခံနိုင်တယ်ဆိုတာမျိုးတော့အချင်းညာတဲ့မှာဒီ သူတို့ရဲ့အမျှော်မြင်တွေမျှဝေတာမျိုးဆွေးနွေးရမျိုးအခုချိန်ကြီးကစလုပ်တင်တယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစုဖွဲ့လာကြတာပေါ်လာကြတာဒီဒါဒီအခုကာလအတွက်ပဲဖြစ်တယ်ဂျားကာလအတွက်ပဲဖြစ်တယ်ဒါဒီလိုမျိုးစုဖွဲ့လိုက်လို့အနာဂတ်မှာလည်းဒီတိုင်းပဲဖြစ်ရမလို့မဆိုလို့အနာဂတ်မှာပေါင်းသွားတာမျိုးလည်းဖြစ်နိုင်တယ်ခွဲသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်အနာဂတ်ဘယ်လိုပြည်နယ်တွေကပြည်နယ်ဘယ်နှခုဖြစ်မလဲဆိုတာကျွန်တော်တို့မမျှော်မှန်းနိုင်ဆိုအရာကဘယ်ကနေထွက်မလဲရလဲလဲဆိုရင်ကျွန်တော်တို့ဖက်ဒရယ်ဝီဒီစောက်ကြမယ်ဒီလူတွေဒီနိုင်ငံရေးအင်အားစုတွေအချင်းများတွေမှာဆွေးနွေးမှုရရလက်ကနေ အဖြေထွက်လိမ့်မယ်ဆိုတော့ကျွန်တော်ရှူတောင်းကနေပြောရရင်တော့တောင်းလျှောက်လူလူပါဝင်မှုကိုကျွန်တော်တောင်းဆိုခဲ့ကြတယ်တောင်းဆိုခဲ့တဲ့လူလူပါဝင်မှုတဲ့တိုက်တွန်းခဲ့တဲ့သူတယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကအနာဂတ်ပြည်တော်စုမှာပြည်နယ်ဘယ်နှခုနဲ့ဘယ်လိုပြည်နယ်တွေဘယ်လိုစုဖွဲ့ကြမယ်လို့ဆုံးဖြတ်တာတင်တော့မရဘူးလူလူကထောက်ခံမှုကိုလည်းတိစောက်ဖို့လိုတယ်အဲ့ဒါကလူလူရဲ့အဲဒီလူလူစင်တာခံယူပွဲတွေနဲ့ပြည်နယ်တိစောက်မှုကို ြည်နယ်ရဲ့စုဖွဲ့မှုကိုဒါသဘောထားရယူဆုံးဖြတ်ဖို့လဲလုပ်ရဲအဲ့အစင်ကိုလည်းကျွန်တော်ဖြတ်တန်းဖို့လုပ်တယ်ဒါဒီအတွင်ကူးပြောင်းရေးကာလမှာကျွန်တော်လုပ်ရမယ့်အလုပ်ဖြစ်တယ်အဲ့လိုလုပ်ပြီးတော့မှကျွန်တော်ကအတွင်ကူးပြောင်းရေးကာလအတွက်ကိုကျွန်တော်တို့ဒီပြည်နယ်တွေကနေစေထုတ်နေပြည်ထောင်စုထူထောင်တဲ့ပြည်နယ်တွေကနေစေထုတ်တဲ့ကိုယ်စားလှယ်တွေကနေပြီးတော့မှဖွဲ့စည်းပုံအခြေခံဥပဒေရေးအဲ့ကနေမှဒီအဖက်ရယ်ပြောင်းစုကိုထူထောင်ဆိုတဲ့ပုံစံမျိုးနဲ့တွားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအနာဂတ်ကိုတွားတဲ့အခါမှာပြည်နယ်တွေတိုင်းကတော့ လူမျိုးကိုအခြေခံတဲ့ပြည်နယ်တွေလည်းရှိရှိခြင်းရှိနိုင်လို့တချို့ပြည်နယ်တွေဒီပထဝီကိုအခြေခံတဲ့ပြည်နယ်တွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးနဲ့တော့ကျွန်တော်တို့တွားကြဖို့လိုမယ်ဒါပေမဲ့အဲ့လိုမျိုးတွားကြတဲ့အခါမှာဒန်းလူညီများမို့အာမခံနိုင်ဖို့အတွက်ကိုအာမခံနိုင်တယ်လို့ကျွန်တော်တို့ဒီနိုင်ငံရေးအင်အားစုတွေလက်ခံဖို့အတွက်ကိုတော့အင်အားစုတွေချင်းကြားထဲမှာသဘောတူညီမှုတည်ဆောက်ဖို့လိုတယ်အဲ့ဒီသဘောတူညီချက်ကိုလည်းလူလူကနေအတည်ပြုပေးတဲ့အစဉ်ခံဖို့လိုတယ်လို့ကျွန်တော်တို့မြင်တယ်အခုတွားနေကြတာဒီ ကောင်းမွန်တဲ့ခြေလှမ်းနေတော့ဖြစ်တယ်။ရည်ရွယ်ချက်ကောင်းနေနဲ့တွားနေကြတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါဒီအဆုံးတက်ရလက်မဟုတ်ဘူး။အဲ့ဒါကပြောရလို့ရှိရင်ဟိုဆက်သွားနေတဲ့အလုပ်ပဲပေါ့နော်။ Working progress ပဲ။ဟိုမပြီးသေးတဲ့အလုပ်ပေါ့နော်။မပြီးပြည့်သေးတဲ့အလုပ်ပဲဖြစ်နေသေးတယ်လို့ကျွန်တော်တို့မှတ်ယူဖို့လိုတယ်ပေါ့နော်။ဆိုတော့ဒီ movement ကို federal movement ဖြစ်အောင်တော့အကုန်လုံးကဝိုင်းပေါင်းပြီးတော့မှဝိုင်းအားဖြည့်အားကိုကြဖို့လိုလိမ့်မယ်လို့တော့ထင်တယ်ပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ခုနကကိုတင်ပြောသလိုပေါ့ ဟိုဒီဒီတန္တရာစစ်ပြည်သူလူထုရဲ့ထောက်ခံမှုကတော့အရေးကြီးဆုံးအပြည်သူလူထောက်ခံမှုနဲ့အခြား unit များရဲ့ထောက်ခံမှုဒီပေါ်မှာမူတည်ပြီးတော့ဟိုဒါတွေရဲ့ရှင်သန်မှုနဲ့ legitimacy ကအားကောင်းမယ်အဲ့တော့ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ဟိုဘလို့ပုံစံပဲဖြစ်ဖြစ်ပေါ့ဥမာ၃ဘွဲ့ဟိုပြမာဘီနယ်ထဲမှာ၃ဘီနယ်ပဲဖြစ်ဖြစ်၄ဘီနယ်ဒါပြည်သူလူထုကနေပြီးတော့ဆုံးဖြတ်မယ် ဆိုတော့ဖွဲ့စည်းပုံအနေနဲ့ကတော့အဲ့လိုပေါ့အဲ့ဒီလိုပေါ်လာမယ်ဆိုရင်တော့အဲ new g အတွက်လည်းခုနကိုထင်ရှိရပြောသလိုပေါ့ဝင်တော့ဝင်ပိုးတွေကလည်း short ချသွားနိုင်မယ်ပေါ့ဆိုတော့အဲ new g ဒီတိုက်ရိုက်အုပ်ချုပ်နေတာမျိုးမဟုတ်တော့ဘဲနဲ့ဒေတန္တရအဆင့်ရှိတဲ့အဲဒီဒီ federal unit တွေနဲ့ခုနပြောတဲ့သူရဲ့ဒေတန္တရအုပ်ချုပ်ရေးတွေကိုဆောင်ရွက်ပြီးတော့မှာပဲဒီ new g ရဲ့တာဝန်တွေလည်းကြောကြသွားနိုင်တယ်ပေါ့เนาะဒီလိုမျိုးတော့ကျွန်တော်တို့မြင်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ ဟုတ်ချိုရေးပိုင်းတော့ပြီးပါပြီကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးစရာကတော့အခုပြီးခဲ့တဲ့ ASEAN Summit ပေါ့အဲ့တော့48ကြိမ်မြောက် ASEAN ဒီထိပ်သီးညီလာခံမှာအမြန်မာဒီအစိုးရမြန်မာနဲ့ပတ်သက်တဲ့ခုနပြောတဲ့မဖိတ်ဘူးပေါ့တနည်းအားဖြင့်တော့ sub sub commission ကိုမဖိတ်ခဲ့ဘူးမဖိတ်ခဲ့ပဲနဲ့ကျင်းပခဲ့တယ်နောက်တစ်ခုကတော့ဒီပေါ်မှာထူးထူးခြားခြားအနေနဲ့ပေါ့ဒီသူတို့အရင်တော့ချမှတ်ခဲ့တဲ့ဒီ ဂျာကာတာမှာတော့ချမှတ်ခဲ့တဲ့ five point consensus ပေါ်လွန်ခဲ့တဲ့၄နှစ်ကချခဲ့တဲ့ဒီဘုံသဘောတူညီချက်၅ရက်ကိုသူတို့ထုတ်ပြောလာတယ်ပေါ့နော်အဲ့ဒီထဲကတော့ခုနကကိုစလေကိစ္စတို့ပါတို့တော့ထားပါတော့အရေးကြီးဆုံးဖြစ်တဲ့ဒီအကြမ်းဖက်မှုများရဆိုင်းရေးကိစ္စပါမယ်ပေါ့နောက်တစ်ခုကတော့ခုနပြောတဲ့ကျွန်တော်တို့အဲဒီလူသားချင်းစာနာမှုကူညီများပေးရေးကိစ္စတွေ ပြောကြတယ်ပေါ့လေဆိုတော့အဲ့ဒီထဲမှာမှထူးထူးခြားခြားပါဖြစ်လဲဆိုတော့အဲ့ဒီလိုမျိုး5 point နဲ့ပတ်သက်ပြီးတော့အကောင့်တဘောဘုတ်တွေပြောလာတယ်တနည်းအားဖြင့်တော့အဲဘလူရည်ရွယ်လဲဆိုတော့ဒီကူးလုံမဲ့ရွေးကောက်ပွဲကဘာပဲပြောဒီစေဆိုးရကဘလူပဲပြောပြောအဲ legitimacy မဖြစ်ဘူး fair မဖြစ်ဘူးအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့ပိတ်လက်မခံတဲ့သဘောတွေ့ရတယ်အဲ့တော့သူတို့ကတော့5 point consensus အတိုင်းပဲဆက်သွားစေခြင်းနဲ့5 point နဲ့မှပါတယ်ခုနပြောတဲ့ inclusive ပေါ့နော်ဖြစ်တဲ့အခင်ချင်းနိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်နိုင်ရေးဆိုတဲ့ဟာလည်းမဖြစ်ဘူးဖြစ်နေတော့အဲ့တော့ဒီဟာကို5 point ကိုပဲပြန်ကင်လိုက်တယ်ကင်လိုက်တော့ကြတော့ဒီ5 point ကိုပြောလာတဲ့ချိန်မှာဒီဘက်ကဒီစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဒါသူတို့အတန်လို့ပဲပြောလာမှာပေါ့သူကတော့ဒီ5 point နဲ့ပတ်သက်ပြီးတော့သူတို့ကသဘောတူညီခဲ့တာလည်းမရှိပါဘူးပေါ့အဲ့တော့5 point ကသူတို့ကနေသူတို့စုံဖြတ်တာပါဆိုပြီးတော့ပြောလာတယ်ပေါ့လीအဲ့ဒီအပေါ်လေးမှာ ပထမဆုံးစပြီးတော့ဟိုဟိုကိုထင်းအမြင်လေးပြောပြပါအောင်ဟုတ်တကယ်တော့ five point consensus က2021ခုနှစ်မှာ Brunei ကဒီအာဒီ ASEAN Chairmanship ဖြစ်နေတဲ့အချိန်ပေါ့နော် ASEAN ဥက္ကဋ္ဌဖြစ်နေတဲ့အချိန်မှာချမှတ်ခဲ့တဲ့သဘောတူညီချက်အဲ့သဘောတူညီချက်ချမှတ်တဲ့အချိန်မှာ sales to ground ဆိုအောင်မြန်မာနိုင်ငံကိုယ်တိုင်က ASEAN CV မှာတက်ပြီးတော့မှတက်ပြီးတော့မှ CV ထဲမှာချခဲ့တဲ့ဆုံးဖြတ်ချက်ပေါ့နော်ဆိုတော့ဒါကဟို ဟိုဒီ five point consensus နဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်နိုင်ငံတကာကလည်းအမြဲတမ်းကိုးကားကြတဲ့အချက်ဖြစ်တယ်ဆိုတော့မြန်မာရေးနဲ့ပတ်သက်ရင်ဒါဒီအချက်၅ချက်ကိုပုံသဘောတူညီရ၅ချက်ကိုထောက်ခံပြီးတော့မှပုံသဘောတူညီရ၅ချက်အကောင့်ထဲပေါ်ရေးပေါ့နော်အဲ့ဒါကိုသွားရပေါ့နော်ဆိုတော့သူတို့ဘက်ကသဘောမတူခဲ့ဘူးဆိုတော့တကယ်တော့မဟုတ်ခဲ့ဘူးပေါ့နော်သဘောမတူခဲ့ဘူးဆိုတော့မဟုတ်ခဲ့ဘူးဆိုတော့ five point consensus ကတော့အာဆေးအုပ်စုခေါင်းဆောင် grant တက်ပြီးတော့သဘောတူခဲ့တယ်တကူဒီတော့ ASEAN ရဲ့ ဒီဟိုသဘောတူညီတဲ့ပုံသဘောတူညီတဲ့ဖြစ်တယ်။နောက်ပိုင်းစုဝေးမှာသာအာဆီယံကိုအာဆီယံကဒီဆေးဥစုကောင်းဆောင်ကိုမဖိတ်တော့တာပေါ့နော်။ဆိုတော့ဟိုဒီဒါထဲမှာလည်း5 point consensus ကကျွန်တော်ပြန်ပြီးတော့သုံးသပ်ခဲ့တာ၄လေ။အဲအစင်ဆက်ရှိခဲ့အနည်းဆုံးမရှိဘူးဆိုရင်သုံးချိန်ရှိခဲ့တယ်။လာအိုကမ်ဘောရီကမ်ဘောရီးယားလာအိုမလီအဥထားဖြစ်တဲ့အချိန်ဒီမှာလည်းဒီ5 point consensus ကိုပြန်ပြီးတော့ review လုပ်ခဲ့တာမျိုးတွေတောက်လျှောက်တော့တောက်လျှောက်တော့ရှိခဲ့တယ်ပေါ့နော်။ဆိုတော့မရှိခဲ့ဘူးသဘောမတူခဲ့ဘူးဆိုတော့တကယ်တော့ဟို လိန်တာလို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့တင်ပါရဲ့ဒါဆိုရင်တော့သူတို့ကဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုခုကြမှဒီဒီ5 point ကိုမသိပါဘူးလို့ပြောလာပြီးတော့သူတို့သဘောမတူထားပါဘူးဆိုပြီးတော့အပြောင်းကိုသူတို့ရှောင်ထွက်တဲ့သဘောဖြစ်သွားတော့တခြားတစ်ချိန်လုံးလဲသူတို့ဒီဟာကိုမငင်းခဲ့ဘူးခုကြမှအဲသူတို့သဘောမတူခဲ့ပါဘူးဆိုပြီးတော့ပြောတာတော့အဲပြောင်းကိုအာဆီယံကိုပြောင်းလိန်လိုက်တာပေါ့အာဆီယံဖွဲ့ကြီးကိုအဲ့လိုမျိုးတော့ အတွေ့ရပါတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ဒီအာဆီယံနဲ့ပတ်သက်ပြီးတော့ဒီဆုံးဖြတ်ချက်တွေထဲမှာပေါ့နော်ခုနကပြောတဲ့အဲနိုင်ငံရေးနဲ့ပတ်သက်တဲ့အားလုံးပါဝင်ရေးရယ်နောက်တစ်ခုကတော့ဒီဟိုပါပေါ့လူသားချင်းစာနာမှုကူညီများပေးရေးပေါ့အဲ့တော့လူသားချင်းစာနာမှုကူညီများပေးရေးကလည်းဒီကြားထဲမှာကျွန်တော်တို့ကြားတာကတော့အဟာစင်တာကနေပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်အာဆီယံလမ်းကြောင်းပေါ့အဲ့တော့အဲ့ဒီလိုပေးရတဲ့ဟာတွေကဟိုစေဆိုရစေအုပ်စု ထိမ့်ချုပ်ထားတဲ့နည်းမြေတွေကိုပဲပေးနေတာမျိုးတွေဖြစ်တယ်ပေါ့အဲ့တော့တခြားဒေသတွေလည်းမရောက်ဘူးအဲ့တော့အခုပြောလာတဲ့ချိန်မှာတော့ဘာထူးခြားလာလဲဆိုတော့ကျွန်တော်တို့လူသားချင်းစာနာမှုအကူအညီတွေကိုပေးတဲ့အခါမှာဟိုထိရောက်တဲ့နီလန်းနေနဲ့လမ်းကြောင်းတွေကိုတုံးဖို့ဆိုတာပြောတာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အလားအလာလေးကိုဘယ်လိုမျိုးဖြစ်တဲ့လဲဘယ်လိုမျိုးဖြစ်စေခြင်းလဲအဲ့ဒါလေးကိုကိုတင်အနေနဲ့အသုံးသတ်ပေးစေခြင်းပါတယ်အဲ့တော့ပေါင်းဆိုဒီယာနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်တည်ကြတဲ့ အဲကုညီကစေးဆောင်ရွက်နေတဲ့ဒီဒီ CSO ဖွဲ့တွေရပ်ပဲဖွဲ့တွေဒေတာဆိုင်ရာဖွဲ့ကြီးတွေကလည်းကိုတင်တို့ကအဲဒီဟာလေးလာနေတဲ့လူလည်းဖြစ်တယ်ဆက်ဆက်မှုလည်းရှိရတဲ့အတွက်သုံးသပ်ခိုင်းတာပါဟုတ်ကဲ့ပါโอเค so ဒီအချက်၅ချက်ထဲမှာလည်းပါတယ်ဗောနော်လူတိုင်းစာတော်ထားမှုအကူအညီတွေကိုအာဟာရစံသားအနေနဲ့ဆင်ပေးဖို့ဆိုတဲ့အထက်လည်းပါတယ် so ပေးဖို့ကြိုးစားခဲ့တာဒီမှာလည်းဒီ sales ထုထိထုတ်နေမြေတွေပဲရောက်တာတော့မဟုတ် sales ကပဲဒီတလွဲတုံးချတာခံရတာ ော့စေအုပ်စုကိုယ်တိုင်ကကိုကဒီငလျင် MB မှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့စူးစမ်းတာတွေနဲ့ပတ်သက်လို့ရှင်အခန့်တတ်မှုတွေလုပ်တာတယ်ဒီ ASEAN နိုင်ငံတွေကိုယ်တိုင်ကခံရတယ်ဆိုတော့ကိုယ်တိုင်မျက်မြင် data ကြုံခဲ့ရတယ်ပေါ့နော်ဆိုတော့ကြုံခဲ့ရတော့ဒီဟာကိုလည်းသူတို့ပြန်ပြီးတော့တုံ့တက်ဖို့လိုတယ်လို့တစ်ဖက်ကလည်းသူတို့ဒီ ASEAN ကိုဒီ ASEAN နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်နေတဲ့သူတွေကိုယ်တိုင် ASEAN နဲ့ပတ်သက်ပြီးတော့တောက်လျှောက်အလုပ်လုပ်နေတဲ့သူတွေကိုယ်တိုင်ကတုံ့တက်တာတော့မြန်မာပြည်နဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဆိုတဲ့ကိစ္စအာဟာစင်တာရဲ့ ရန်နေရာတွေနဲ့တုံလောက်မှုမရှိဘူးဆိုတော့လေသူတို့ကြားထဲမှာဒါနားလည်မှုရှိတယ်ပေါ့နော်ဆိုတော့တည်တည်ရှိမှုရှိတယ်ဆိုတော့ဆိုတော့ဒါကလည်းသူတို့အတွင်းထဲမှာရှိနေပြီဒါဒါအာဆီယံအတွင်းထဲမှာရှိနေပြီဒါအာဆီယံထဲမှာအလုပ်လုပ်နေပြီဒါတန်ဒီတန်နမန်တိုင်းဝမ်မှာလည်းသဘောတူလက်ခံထားပြီဒါကိစ္စဖြစ်တယ်ဆိုတော့တခြား alternative ကပါရှိတယ်ပေါ့နော်တခြားရွေးစရာပါရှိတယ်ဆိုတာမျိုးစဉ်းစားဖို့လိုတဲ့အခါမှာတောက်လျှောက်တော့ကျွန်တော်ဒေါ်လာရင်းအရဆိုရတောက်လျှောက်အစုပြုနေရတော့ ဘယ်ဇက်ဖြတ်ကျော်တည်ကြီးနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံရဲ့နေကြာဒေတာတော့အများဒေါ်လာရင်းအရဆိုထိန်းချုပ်ထားပြီးသားဒေတာဖြစ်တယ်ဆိုတော့လူတိုင်းဆရာထားမှုအကူအညီရတယ်ဒီနေဇက်ဖြတ်ကျော်ပြီးတော့ပေးတဲ့အကူအညီတွေအအောင်မြင်နဲ့ပေးနိုင်တဲ့တာလကတွေထောက်ထားရတယ်ကျွန်တော်တို့နှစ်ပေါင်းများစွာရှိပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့နေဇက်ဖြတ်ကျော်ဒီလူတိုင်းဆရာထားမှုအကူအညီပေးဖို့အတွက်ကိုနီလန်းရှာဖို့ဆိုပြီးတော့လည်းအဆိုပြုတာရရှိတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အခုဒေါ်လာရင်းအရဆိုထိန်းချုပ်ထားတဲ့နေမြေတွေ တချို့နေရာတွေမှာဆိုဒေါ်လာယင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတော်မဟုတ်ဘူးစေအုပ်စုထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတော့မှပဲကျွန်တော်ဒေါ်လာယင်အားစုတွေတို့မဟုတ်ဒေါ်လာယင်အဲမှာတိုက်ရိုက်ဒေါ်လာယင်အားစုအနေနဲ့မပါဝင်ပေမဲ့အရက်ဖက်အဖွဲ့အစည်းအနေနဲ့ humanitarian service တွေပေးနေတဲ့အဖွဲ့အစည်းတွေရှိတယ်ဆိုတော့သူတို့တွေကပေးနိုင်တာမျိုးတွေရှိတယ်သူတို့ဒီစေအုပ်စုနဲ့ဒီ business ဆက်ရှင်မလုပ်ဘဲနဲ့ကိုလူတိုင်းဆန္ဒထားမှုအကူအညီကိုတကယ်ဟိုနေပြည်တော်လိုနေရာမျိုးတစ်ခုရအောင်ပေးနိုင်တဲ့အခွင့်အရေးမျိုးတွေပိုရှိတယ်ပေါ့နော်ဆိုတော့အဲဒီတာဂက်တွေကကျွန်တော်တို့ငလျင်ကိစ္စမှာ တုံ့ပြန်တဲ့အခါမှာကြုံခဲ့ရပြီပေါ့နော်ရှိခဲ့ရပြီဆိုတော့တကယ်တမ်းငလျင်ဖြစ်တဲ့တဘာဝဘေးဖြစ်တဲ့အခါကျတော့ sales ကတုံ့ပြန်ဖို့တကူအလျင်များမတုံ့ပြန်နိုင်တဲ့အခါကျတော့ကျွန်တော်တို့တခြားအင်အားစုတွေရပဲတခြားသောအရက်ဖက်ဖွဲ့စည်းတွေရပဲတုံ့ပြန်ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီမတူညီတဲ့အင်အားစုတွေပေါ့နော်တကယ်မြေပြင်မှာလူသားချင်းစာနာထားမှုအကူအညီပေးကိုလုပ်နေကြတဲ့အဖွဲ့အစည်းတွေပါဝင်တဲ့ယန္တရားကိုစဉ်းစားဖို့ယန္တရားအစ်စ်ကိုစဉ်းစားဖို့လိုတယ်အဲ့လိုယန္တရားအစ်စ်ဒီကျွန်တော်တို့ ဟိုယန္နီယာအစ်စ်ကိုဖန်ပြီးဖို့လိုတဲ့နေရာမှာကျွန်တော်တို့အာဟာစင်တာဒီဒီ facilitate လုပ်ပေးတဲ့နေရာ technical support နေရာမှာပါကောင်းပါနိုင်တယ်ဒါပေမဲ့လူတိုင်းစာနာထောက်မှုအကူအညီတွေဒီလိုတကယ်ကိုမြေပြင်မှာလူတိုင်းစာနာထောက်မှုအကူအညီပေးနေတဲ့ယန္နီယာတွေကနေတွားရဲဆိုလို့ရှင်တော့ sales ဘက်ကဒါကိုတလွဲတုံးချတဲ့ဟာကိုတော့ဟိုတော့ဒီမလုပ်နိုင်မလို့ထင်တယ်ဆိုတော့ short ချနိုင်မလို့ထင်တယ်အဲ့လိုမျိုးပေါ်လာဖို့အတွက်လည်းကျွန်တော်တို့တော်လိုင်းရင်အားစုတွေဘက်ကတော့ စ조사နေကြရတယ်ပေါ့နော်ဆိုတော့조사နေကြတော့တိတ်မကြခင်မှာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်တော့မလေးရှားရဲ့ဥက္ကဋ္ဌပဒံကတော့ကုန်တော့မယ်နောက်နှစ်ဆိုလို့ရှိရင်ဒီဖိလစ်ပိုင်ကဥက္ကဋ္ဌအနေနဲ့အာလုတ်လိမ့်မယ်ပေါ့နော်ဆိုတော့ဖိလစ်ပိုင်ဥက္ကဋ္ဌအနေနဲ့တာဝန်ယူတဲ့အခါမှာတော့သူတို့ပို့ပြီးတော့မှလူတိုင်းချင်းစာနာထပ်ထားမှုကိစ္စကိုပိုစိတ်ဝင်စားနိုင်တယ်လို့မြင်တယ်ဆိုတော့ဖိလစ်ပိုင်ရဲ့ဥက္ကဋ္ဌတဒံမှာတော့ဒီမလေးရဲ့ဥက္ကဋ္ဌတဒံကတော့ sustainability နဲ့ inclusion ပေါ့နော်ဒီရေရှည်တည်တံ့မှုနဲ့အဲ ပါဝင်မှုကိုအဓိကအလေးထားလို့ဖိလစ်ပိုင်မှာတော့ပို့ပြီးတော့ innovation ကိုပို့ပြီးတော့အလေးထားလိမ့်မယ်ပေါ့နော်ဆိုတော့ T-twin sensitive sensitive မှုတွေပို့အလေးထားတော့ပို့ပြီးတော့မှအဲ့ဒီအပိုင်းကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့နေရာမှာပုံမှန်မဟုတ်တဲ့ပုံမှန်သွားနေကြမဟုတ်တဲ့နီးလန်းတွေကိုလည်း T-twin sensitive နိုင်ဖို့အတွက်လည်းပြောလင်းရတယ်ပေါ့နော်ဆိုတော့အဲ့ဒါအပိုင်းကိုတော့ကျွန်တော်တို့တော်လိုင်းရင်အားစုရပါဝိုင်းပြီးတော့မှဒီအဆိုပြုနေကြတာတော့ရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းအခုမှတော့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာမြေရာ မြေပြင်မှာလည်းတကယ်လူတိုင်းဆောင်ထုတ်မှုဝင်ကြီးတကယ်ကိုပြည်သူတွေထိရအောင်ပေးထိုင်တဲ့အဖွဲ့အစည်းရှိတော့ဒီအင်အားစုတွေရန်နေရာတွေကဲဒီလန်နဲ့ဒိုင်းဆာလာထောင်မှုကူညီပေးနိုင်မှုတက်ကူတော့ဟိုမျှော်လင့်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဟိုရေရှည်မှန်းဒီအာဆီယံဘက်ကနေမျှော်လင့်လို့ရတာတော့ကျွန်တော်တို့အဲ့ဒါပို့ပြီးတော့မြင်ပါတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါအခုကိုထင်းပြောပြပရပုံရဆိုရင်တော့ခုနပြောတဲ့ဟိုစကားစထိန်းချုပ်တဲ့နေရာတွေကိုပဲဒီအာဆန်တာကနေဖြတ်ပြီးတော့ သွားနေတာကဟိုထိရောက်မှုမရှိဘူးဒါကိုလည်းအာဆီယံကနေပြီးတော့လည်းတုံ့တက်တယ်ဟိုသူတို့လည်းမြင်တယ်အထူးသဖြင့်တော့ငလျင်ကိစ္စတွေဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ထိ ंछ ုံမှုတွေကလည်းပုံပြီးတော့များလာတယ်ဒါလည်းနိုင်ငံတကာကတိလာတယ်ပေါ့ဒီအာဆီယံနိုင်ငံတွေကအဲ့ဒီအတွဲခုနပြောတဲ့ဟိုရန်တရားတွေပေါ့အဓိကအားဖြင့်တော့နေဆက်ဖြတ်ကျော်ပေးတဲ့ ကိစ္စရှိတယ်အဲ့ဒါကတော့တိုင်းသားအဖွဲ့အစည်းဒေါ်လာရင်းအဖွဲ့အစည်းတွေကနေသွားဖို့ရနောက်တစ်ချက်ကတော့ဟို neutral ပဲပြောပါတော့နော်ဟိုတကယ်ကိုပေးနေတဲ့အဖွဲ့တွေဒါပေမဲ့စက္ကစရဲ့အုပ်ချုပ်မှုနဲ့အတူ control နဲ့မရှိတဲ့ရပ်ပဲအဖွဲ့တွေအဒီလူသားချင်းစာနာမှုကူညီပေးအဖွဲ့တွေကနေတဆင့်သွားတဲ့ရန်တရားတွေကိုအဲခိုင်ခန့်အောင်လုပ်ပြီးတော့အာဆန်တာနဲ့သွားမယ်ဆိုရင်တော့ခုနအလေလွင်ဖြစ်မှုတွေစက္ကဆာရဲ့တစ်ဖက်သက်ထိန်ချုပ်မှုတွေကရော့ကျသွားမယ်ဆိုတော့အမြင်လေး ရှိပြတယ်ပေါ့နော်အဲ့ဒါလည်းလားလားရှိတယ်လို့လည်းမြင်တယ်ဟောဖိလစ်ပိုင်ကတော့ဒီလာမဲ့ chairman ဖြစ်မယ်ဒီအာဆီယံရဲ့ဥက္ကဋ္ဌဖြစ်လာမှာဖြစ်တဲ့အတွက်ခုမလေးရှားမှာတော့နည်းနည်းတိုးတက်မှုတွေကျွန်တော်တို့စတွေ့ရတယ်လို့ပြောလို့ရတယ်ပေါ့လေဒီ၄နှစ်ကျော်၅နှစ်အတွင်းမှာလည်းမဒီမလေးရှားတော့ခုနကကိုတင်ပြောသူ sustainability နဲ့ဒီ inclusion နဲ့ပတ်သက်ပြီးတော့သူလှုပ်လာတဲ့ ကူညီပေးတာတွေကိုတွေ့ရတယ်ပေါ့နော်ဒီအစီအဝေးတွေဆိုလဲ၃ချိန်ပေါ့ဒီဘက်ကဒေါ်လာရင်းနဲ့ဆက်ဆက်ဖွဲ့စည်းတွေလဲတွေ့ရတယ်အဲ့တော့ဖိလစ်ပိုင်မှာတော့ခုနပြောတဲ့ innovative ဖြစ်တဲ့နော်အဲစီမံဆောင်ရွက်မှုတွေကိုဆောင်ရွက်လာမယ်ဆိုရင်တော့လူသားချင်းစာနာမှုကူညီရလဲဖိလစ်ပိုင်ကလည်းငကိုတွေကကိုသူကလူတီတီ CSO နဲ့အရက်ဖက်ဖွဲ့စည်းအားကောင်းမှုတွေကိုသူကအလေးထားတဲ့အတိုင်းပြီဆိုတော့အဲဒီလိုမျိုးဖြစ်လာမယ်လို့ကိုတင်ခတ်မှန်းနဲ့ပြောဆိုတာလေးကိုလည်းကျွန်တော်တို့ဟို တဘောတဲ့ကြတယ်ဒီဟာနဲ့ပတ်သက်ပြီးတကယ်လည်းဖြစ်တဲ့နယ်ပေါ့ဗျာမြေတင်မြေပြင်မှာတနေ့တဲ့တနေ့ပူပူဆိုးလာတာပေါ့အဲ့တော့လူတွေကစီဝါရေးကုန်စီဝါရေးကြဆင်းမှုတွေကြောင့်အဲဒီကုန်စည်တို့မြင့်တက်မှုတွေနဲ့ထိခိုက်မှုတွေကတစ်ဖက်ကရှိတယ်လို့တစ်ဖက်ကလည်းခုနပြောတဲ့အကြမ်းဖက်မှုတွေကြောင့်နေစဉ်နဲ့မြတိုးဝါလာတဲ့ရွှေပြောင်းနေရနေရတဲ့လူတွေဒုက္ခတွေတွေလည်းများလာတော့ဒီအကူအညီတွေကတော့တတိတခြားပူပူပြီးတော့လိုအပ်လာတယ်ဒါကြောင့်ခုနပြောတဲ့ innovative ဖြစ်တဲ့ innovation နဲ့တွားတဲ့ ီလူသားချင်းစာနာမှုကူညီတွေကိုရလာမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဒီဒုတိယပိုင်းမှာလည်းခုနပြောတဲ့ကျွန်တော်တို့ဒီဒေတန္တရအုပ်ချုပ်ရေးနဲ့ဆက်ဆက်တဲ့ဒီ U Federal Unit အပေါ်မှာအမြင်ပေါ့ ဒီအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့အမြင်တွေပြောသွားတယ်နောက်တစ်ခုကအာဆီယံနဲ့ပတ်သက်တဲ့အာဆီယံဆမ်မစ်ဆုံးဖြတ်ချက်ဖြစ်တဲ့5 point consensus နဲ့ပတ်သက်ပြီးတော့အဲကိုထင်းရဲ့အမြင်ကိုပြောသွားတာဖြစ်တယ်အခုကနောက်ဆုံးကတော့ဒီလူသားချင်းစာနာမှုအကူအညီပေါ့အာဆီယံဆုံးဖြတ်ချက်ထဲမှာပါတယ်လူသားချင်းစာနာမှုအကူအညီတိတိယောက်ယောက်ပေးနိုင်ဖို့အတွက်အဲ alternative စဉ်းစားရမယ့်ဟာတွေဒီပေးနိုင်မယ့်ရန်တရားတွေထူထောင်နိုင်ဖို့ကိစ္စတွေကိုပြောသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ ပထမပိုင်းအတွက်ကောဒုတိယပိုင်းအတွက်ကောကျွန်တော် real voice ကနေပြီးတော့ဒီ spring sprouts ရဲ့ director ဖြစ်တဲ့ကိုတင်ကျော်ကြီးကိုကျေးဇူးတင်ကြောင်းပြောလို့ပါတယ်ကျေးဇူးပါခင်ဗျာဟုတ်ပါကျေးဇူးပါဖိတ်ပေးတဲ့အတွက်လည်းဟုတ်ပါဟုတ်ကဲ့ပါ